ဒီနေ့ဂျွန်လ9ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တန်အန်ပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်ကြောင်းတန်အန်နိုင်ငံရဲ့အတိုင်းအခံကော်မတီ TPCC ကဒီနေ့မှကြေညာလိုက်ပြီးတန်အန်ပြည်ဒေါ်လန်ရဲကာလပြည်သူအစိုးရတရက်ကိုဒီနေ့အတွင်းအမြန်ဆုံးဖွဲ့စည်းသွားမယ်လို့အသိပေးထားပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းပအိုဒေသစီဆိုင်မြို့နယ်ထဲကကျေးရွာ900မှာနေထိုင်တဲ့ပြည်သူ6000ကျော်ကိုလာမယ့်ရက်ပိုင်းဂျွန်လ15ရက်နောက်ဆုံးထားပြီးနေရာပြောင်းရွှေ့ပေးကြဖို့ စကောင်စီလောက်ခံဖို့ပြည်သူစကောင်အကြောင်းကြားစာပေးပို့ထားတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းငယ်စုံမြို့နယ်အတွင်းကမြို့သားရဲစခန်းကိုဒေါ်လန်ရဲအဖွဲ့တွေကမနေ့ကဂျွန်လ၈ရက်မနက်စောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ရောနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့မြင်းချန်ချင်းဆိုင်ငကနီပြောက်ကြားတပ်ဖွဲ့ကပြောပါတယ်။မြို့သားရဲစခန်းကိုဂျွန်လ၈ရက်မနက်၅နိုင်ခွဲမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာနိုင်ရွက်နီးပါးနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်အတွင်းနေရာလေးကမှာ ဒီနေ့ဂျွန်လ9ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNA KPDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးနေအိမ်ပြင်ပမထွက်ကြဖို့ဒေသခံအချင်းချင်းကသတိပေးနေကြပါတယ်။လုံခင်ကျေးရွာအုပ်စုအတွင်းကနေရာချို့မစွန့်ရံတဲ့ဆန်ခါကျေးရွာကရင်မော့လောက်ကွက်နေရာတွေမှာဒီနေ့မနက်၈နိုင်ခန့်ကစလို့တနက်ပြက်ခတ်တပ်တွေထွက်ပေါ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလို့ဒေသခံတွေကပြောပြပါတယ်ရှင်။